မင်္ဂလာပါစစ်စရာတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့လူတိုင်းသိပြီးသဘောကျကြတဲ့စိတ်ကူးရင်ပုံမြင်တဘုတ်ဖြစ်တဲ့ Cinderella ပုံမြင်ကိုတင်ဆက်ပေးပါမယ်အိမ်မက်ကိုယုံကြည်တဲ့သူတိုင်းအတွက်နှားပါတဲ့သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်တခါတော့ကမိဘမဲ့ဖြစ်သွားတဲ့မင်းကလေးတယောက်ရှိခဲ့ပါတယ် သူ့နာမည်ကတော့ Cinderella ဖြစ်ပါတယ်။သူ့အတွက်ဘဝကမလှပါဘူး။သူ့မိထွေးနဲ့အမနှစ်ယောက်ကသူ့ကိုအိမ်လုပ်တွေ အကုန်လုပ်ခိုင်းပြီးမေတ္တာမရှိပဲဆန်းဆောင်နေကြတယ်။ဒါပေမဲ့ Cinderella ကမနာလိုဖြစ်တာမရှိပါဘူး။သူ့မှာရှိတာတစ်ခုပါပဲ။ကောင်းမွန်တဲ့နှလုံးသားနဲ့ ကိုအိမ်မက်ကိုမမေ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့မင်းသားရဲ့ပွဲတော်ကြီးဖြစ်တဲ့မြင်းဘက်အကပွဲတော်ကိုစီစဉ်ကြပါရယ်။စင်ဒရယ်လာလည်းသွားခြင်းပေမဲ့မိထွေးကမသွားခိုင်းပါဘူး။အဲ့အချိန်မှာပဲတောက်ပတဲ့အလင်းနဲ့နမင်းကြီး Fairy Godmother ပေါ်လာပါရယ်။သူကစင်ဒရယ်လာကိုစားပါတဲ့ဝတ်စုံလှလှလေးရဲ့ နှက်လှလှလေးရယ်စီးလို့ရတဲ့မြင်းလဲတစည်းရယ်ပေးလိုက်တယ်ဒါပေမဲ့သူကသတိပေးလိုက်တယ်သတိထားပြီးသွားပါညာဆဲနှစ်နာရီပြည်တာနဲ့ဒီရအားလုံးပျောက်သွားလိမ့်မယ်လို့ပြောလိုက်တယ်စင်ဒရယ်လာကဝဲတော်ကိုရောက်သွားတော့မင်းသားလေးနဲ့တွေ့ပါတယ်သူတို့ကမျက်နာကိုမြင်မြင်ချင်းချစ်မိသွားကြပါတယ် ည7နှစ်နာရီထိုးတန်ကြတဲ့အချိန်မှာစင်ဒရယ်လာကကပွဲရေကပြေးထွက်ရပါတယ်။အဲ့ဒါသူကပွဲရေမှာသူ့ရဲ့ဖက်နှက်တစ်ဖက် ကျွတ်ကြံခဲ့တယ်။နောက်နေ့မှာမင်းသားကနိုင်ငံအနှံ့မှာစင်ဒရယ်လာကိုရှာပါတယ်။နောက်ဆုံးမှာဖက်နှက်ကိုစီးလို့ရတဲ့စင်ဒရယ်လာနဲ့တွေ့တဲ့အခါမင်းသားနဲ့စင်ဒရယ်လာကအတူပျော်ရွှင်စွာ နေထိုင်သွားခဲ့ကြပါတယ်။အငယ်ချင်းလေးတို့ဒီပုံမြင်ကဘာတင်ကန်းစာရလိုက်ပါတယ်။ဒီပုံမြင်ကတင်ကန်းစာဆိုတာထက်ကျမတို့ကိုမြည်ပေးပါမယ်။ဘဝမှာမင်းသမီးဖြစ်ဖို့မလိုပါဘူး။ရေးကြည့်တာကကိုယ်အိမ်မက်ကိုယုံကြည်ပြီးမမေ့ခြင်းပါပဲ။ဒီလိုစိတ်ကူးရင်ပုံပြင်းလှလှလေးတွေကိုကြည်ကျင်သူများအတွက် channel ကို subscribe လုပ်ပေးပါပြီးတော့ခေါင်းကောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးထားပေးပါနောက်ထပ်ပုံမြင်အစ်စ်များတင်လိုက်တဲ့အချိန်တိုင်းအမြန်ဆုံးကြည့်နိုင်အောင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်